မြမကုံဆောင်ဒီတုတ်ရေပြိုင်အိုင်အောင်တီကောင်းစရာများမြမနိုင်ငံမှာလေပတ်စရာလို့ပြောလိုက်တာနဲ့လူအများစုကငပလီချောင်းသာလောက်ပဲပြင်းပြင်းကြပါတယ်တကယ်တော့အဖိုးထိုက်တဲ့ရွှေမြမမှာအလားတရားများစွာရှိနေပြီးဒီတုတ်ရေပြိုင်အိုင်ဟာဆိုရင်လေလူတည်နေသလောက်အင်မတန်တာယာတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်တတမတခါသွားရောက်တဲ့နဲ့ဒီတုတ်ရေပြိုင်အိုင်စခန်းဟာဆိုရင်တော့ပြင်းဦးလင်မြို့နယ်မှာတည်ရှိတာရန်ကုန်မှနေခီးနေမယ်ဆိုရင်မန္တလေးမြို့ကနေတဆင့် ပြည်ဦးလွေမျိုးအတက်လမ်းမောင်းပြီးတော့သွားရပါလိမ့်မယ်။အထူးခြားဆုံးချက်ကတော့ဒီရေပြိုင်ကိုရောက်ဖို့အတွက်စက်ပစ္စည်းအကူအညီလုံးဝယူလို့မရဘဲနဲ့တဘာဝကြောက်တောင်တိုင်းသာခြေကျင်လျှောက်ပြီးတော့တက်ရမှာဖြစ်ပါရယ်။သွားရလမ်းတစ်လျှောက်မှာဆိုရင်လေ30 50 100 100စတဲ့ရင်သက်ရှူမောပွဲရေတခုတွေရှိနေပြီးတောင်ပေါ်တက်လေရေတွေဟာပုံမကြီးလေးလေးဖြစ်ပါရယ်။ဒါပေမဲ့လေတောင်တန်လန်းကရေပြိုင်စခန်းအထိပဲကောင်းမွန်ပြီးတော့အပေါ်ဆက်တက်မယ်ဆိုရင်တော့လမ်းကကျန်းသလိုကြောက်စလိတ်ကယ်ရီယာလေးအညိတက်ပြီးတော့ချော်ကြည့်နေတတ်ပါရဲ့ ဒါကြောင့်လူကြီးတွေစွန်စားဖို့တော့မတင်တော့ဘဲနဲ့လူငယ်တွေအတွက်တော့ခရီးကျန်းလေးတွားရခက်လေးရှုခဲနေရလှလေးဖြစ်ပါတယ်ဆွဲကောင်းကောင်းနဲ့စက်တက်မယ်ဆိုရင်တော့တသွင်သွင်စီးစင်းနေတဲ့စိမ့်လဲလဲဒုထဝရီမြင့်နဲ့မိုင်းအုံအုံတောင်တန်းစိမ့်ကြီးတွေကိုမျက်မြင်ခံစားနိုင်ပါတယ်။ဒါအပြင်တောင်ထိပ်ပေါ်အရောက်မှာဖူးတွေးရတဲ့ရွှေသင်္ကန်းကပ်ဈေးတွေတစုအားဆိုရင်လည်းပင်မရချိုးနဲ့စီပါလိမ့်မယ်။ အရင်းနောက်ဇေရီယာနေဆယ်လန်းလောက်ဆက်ပြီးတော့ရှောင်းလိုက်မယ်ဆိုရင်တော့အေတုခကြောက်ကူကြီးကိုတွေ့ရမှာဖြစ်ကမဆောက်တဲ့ကြောက်လေကတဲ့တွေရနေတဲ့စင်ဂူအတွင်းကိုဆင်းရမှာဖြစ်ပါရီအတွင်းဘက်မှာဆိုရင်တော့ဗုဒ္ဓရုပ်ပွားတော်တချို့လည်းရှိကတတိရှိလို့စက်ဝင်သွားကြတယ်ဆိုရင်လည်းလှိုင်းကူပေါက်ကျန်း၃ပေါက်ရှိနေပါသေးတယ်တခုတိထားမှာကအဲ့ဒီအတွင်းမှာဆိုရင်တော့နေကင်းကြောင်တောင်မှာတော့မောင်မဲနေမှာဖြစ်နေပြီးမိတိုင်းမိเจ้าတွေယူဆောင်သွားမှာမယ်ဆိုရင်တော့ထိုးထိုးထောင်းထောင်းတဘာဝမိုးမြော်ကြောက်တိုင်းတွေကြောက်ဆက်ပန်းဆွဲတွေ ကျောက်စီမောင်ကြီးတွေကိုတအံတော်တွေ့မြင်ရမှာဖြစ်ပါတယ်။တချို့တွေတအားလန့်တတ်တဲ့လင်းတို့လင်းဆွဲတွေကိုလည်းအသေးအဝယ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်ရှင်။တကယ်လို့တတိကောင်းနေဆိုရင်တော့ဂူအတွင်းထဲကိုဆက်ဝင်သွားလို့ရကခက်တာကကယ်ဆယ်ရေးလည်းမရှိသလိုအတွင်းဘက်မှာဘလို့အန်ဒီရီဘလို့အန်အောဖို့ကောင်းတာတွေထပ်ပြီးတော့ရှိနိုင်မလဲဆိုတာဘယ်သူမှမပြောနိုင်တာပဲဖြစ်ပါတယ်။အနည်းတဝိုက်ကဒေတာခံတွေရဲ့ပြောစကားတွေအရဆိုရင်တော့စွန်စားပြီးကုရဲဝင်သွားမယ်ဆိုရင်တော့ဂူမာအန်ဒီရမရှိကြောင်းလင်းတို့နဲ့မွေရီတာစက်စားကြောင်းသိရပါရယ် သူတို့ဘာဒေတာကန်တွေကိုမွေရောပေါ်သေးသေးသဘောထားကြပြီမယ်လေအစိပ်ပြင်းမွေအရွယ်အမျိုးမျိုးစက်စားတာဖြစ်တဲ့အတွက်တတိကြီးကြီးထားဖို့ဖြစ်မနေလိုအပ်ပါလိမ့်မယ်ပိုပိုတတလေးညှို့ပြရမယ်ဆိုရင်တော့ တဲထည့်ရင်မော်ရုပ်ရှင်ကားရဲ့ရောက်သွားသလိုစိတ်ဝင်စားဖို့လည်းကောင်းစိတ်လှုပ်ရှားဖို့လည်းကောင်းစီပါရယ်ဒါကြောင့်မြန်မာသမိုင်းချက်တဲ့ရွှေပရိသတ်ကြီးတွေလည်းခရီးထွက်တော့မယ်ဆိုရင်တော့ဒီတို့ရေပြိုင်စခန်းကိုမဖြစ်မနေလဲပတ်ကြဖို့နဲ့သွားပြမယ်ဆိုရင်လည်းတောင်ထိပ်မှာရှိတဲ့အေတုကားကိုသွားပြအောင်သွားကြဖို့ဒီနေ့ရဲ့ရွှေဘို channel ကနေအမှားစကားပါလိုက်ပါရစေလားရှင်အမြင့်နဲ့ချစ်ပေးလို့ကျေးဇူးတင်ပါတယ် subscribe like and share ခေါင်းလောင်းလေးနေပြီးတော့အားပေးသွားပါအောင်ရှင်